အခုလာမယ့်စီးကိန်းမှာချွေရဖို့အတွက်မြန်မာမျိုးသမီးအသင်းဘာတွေပြင်ဆင်ရမလဲအခုစီးကိန်းမှာဘီယင်နဲ့တင်းကလွှဲရင်ကျန်တဲ့အသင်းတွေကိုပြီးခဲ့တဲ့အာဆီယံပြိုင်ပွဲမှာမြန်မာအသင်းကအကုန်ဖြိုထားပြီးသားပါဒါပေမဲ့ထိုင်းအသင်းကလည်းနီးပြပြောင်းထားပြီးတော့ဝါရင်ကစားသမားတွေကိုပြန်လည်ရွေးချယ်ထားတာကြောင့်စင်မီဖိုင်နယ်မှာရှောင်းနိုင်ရင်ပိုကောင်းပါလေယခုလက်ရှိမြန်မာမျိုးသမီးအသင်းရဲ့အမာခံကစားသမားအားလုံးကကောင်းကြပါလေဒါပေမဲ့တချို့ကစားသမားတွေ နည်းနည်းလေး upgrade လုပ်နိုင်ရင်မြန်မာအသင်းတွေအနည်းဆုံးဘောလူပွဲကပြေးမလွတ်ပါဘူးမြန်မာအသင်းရဲ့ခံစစ်မှာဇွန်ကြီးရွာဦးကဘောလုံးကင်နိုင်ပြီးတော့ဒါတိုင်းအတက်တွေဆက်တင်နိုင်တယ်လောင်ဘောတွေပြေးနိုင်ပါတယ်သူနဲ့တွဲကစားမဲ့ဖြူဖွေးကခံစစ်မှာမမထထန်ကစားနိုင်ပြီးတော့အမြင်ဘောတွေရှင်းနိုင်ပေမဲ့ဘောလုံးကိုဒီတဲ့ပိုကင်ကစားနိုင်ရင် ဖြူဖွေးဝင်းကနောက်ထပ်ဆင်းပြီးတော့ဆန္ဒပြနှစ်ဦးကြမှာဘောလုံးဆင်းလက်ခံပြီးရင်မြန်မာအသင်းဟာ ခုစီးကိန်းမှာဘယ်အသင်းနဲ့တွေ့တွေ့ဘယ်လက်ပလေးကောင်းကောင်းကြီးကစားလို့ရပါတယ်မြန်မာသင်းရဲ့ site ဘက်ကစားသမားတွေကခန်းစင်ပိုင်းအတွက်တရားရခိုင်နှုန်းပိတ်ဆက်ပြီးကစားကြပေမဲ့အတက်ကင်ပိုင်းအတွက် overlap တရားမှာအနှဲငယ်လိုအပ်ချက်တွေရှိနေပါတယ် crossing ပိုင်းလေးရဲ့အနှဲငယ်လိုအပ်ချက်ရှိနေပါတယ်ဒါတွေကို upgrade လုပ်နိုင်ရင်မြန်မာသင်းရဲ့နောက်တန်းတစ်ခုလုံးကပြည့်စုံပါပြီ။ကွင်းလေကဖြူဖြူဝင်းတဲ့နော်ကြီးကအတွဲမိပေမဲ့ ခင်မမို့တော့ကအတက်ကင်သွားရမှာပတ်စင်တွေမပြတ်သားတာတွေတုံဆိုင်နေတာတွေကတိုက်စစ်လမ်းကြောင်းကိုနှောက်နေစေပါတယ်။အဲ့ဒီအချက်ကတစ်ဖက်အသင်းရဲ့ခံစစ်ကိုပြင်ဆင်ချင်ရပါတယ်။ဒါကြောင့်ခင်မမို့ထွန်းအနေနဲ့ဆုံးမချက်ပြတ်သားပါဘောလုံးကိုဆက်ဆွဲမှလာလူပေးမှလာမြန်မြန်ဆုံးဖြတ်ပါ။ညာတောင်မဘက်ကတိတ်ပြောစရာမရှိပေမဲ့ဘဲတောင်မဘက်ကအတက်ကင်အတွက်အရန်ကိုအားနေပါတယ်။ယူပါခံကကစားရှိပြီးတော့ခံစစ်ကိုကူနိုင်ပေမဲ့အတက်ကင်ဘက်မှာတော့ဥတီကျမရှိပဲ။ ကစားနေတာကိုပြုပြင်ဖို့လိုပါတယ်အဲ့ဒီချက်ကိုပြုပြင်နိုင်ရင်တော်တော်လေးအဆင်ပြေပါပြီတိုက်စစ်ပိုင်းကတော့ဝင်းသိကီထွန်းပွဲတိုင်းပါဝင်နိုင်ရင်တော့မှမြန်တော်မြင့်တင်ကစားကြရင်ပွဲချိန်ပြေမရနိုင်ပါဘူးဒါကြောင့်မို့လို့ရခုတွေကအဖြေချတာဖို့လိုပါတယ်စမ်းတော်တော်ကိုရခုတွေကတိုက်စစ်မှာတက်ကစားစေချင်တာကြောင့်ညာတော်မှန်မှာလင်းမြင့်မကိုတေချာပေါက်ပြန်ရွေးစေချင်ပါတယ်ဒီအချက်တွေကိုတေချာပေါက်ပြင်ဆင်ပြီးတော့ upgrade လုပ်နိုင်ရင်မြန်မာအသင်းအတွက်တေချာပေါက်ဘိုလ်လူပွဲကပြေးမလို့ပါဘူး န်ညာလုံလဝရိယသုံးချက်လုံးပြည့်စုံခဲ့ရင်တော့မြန်မာအသင်းခြွေရကိုရပါတယ်။ဟုတ်ကဲ့အဆုံးအထိနားထောင်ပြရတဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ။ကျွန်တော်တို့ရဲ့ဖော်ပွဲမြန်မာဖုတ်ပွဲ channel လေးကိုလည်းအားပေးပေးပါအောင်ခင်ဗျာ။